အဓိကကျွန်တော်ဟိုအားကစားလုပ်တယ်ဖះဖះတရားပေါ့အနေအနည်းငယ်ကျွန်တော်အနည်းငယ်တန်းတန်းကုန်တင်တယ်ပေါ့အာတန်းကုန်တင်တယ်အဓိကတော့ဟိုပါပေါ့ဒီအားကစားလုပ်တာပေါ့အားကစားလုပ်တော့အဲသူ့ရဲ့ကျွန်တော်ဘာဘာဆေးဝါးမှလည်းမသုံးပါဘူးဘာဘာဆေးမှလည်းမထိုးပါဘူးအဲ့လိုမျိုးဘာမှလည်းမပြင်ပါဘူးပေါ့နော်ဒါပေမဲ့တော့အားကစားတော့လုပ်တယ်အာကစားလေးနဲ့ဟိုဒီစကော့စိတ်လေးကိုတန်တန်ကုန်လေးတည်ထားရပါတော့။အဲ့လိုလေးပဲခုနောက်ပိုင်းနေထိုင်သွားအောင်။အဲ့ဒါကြောင့်ဒီမှာပါ။ အာကျွန်တော်မွေးနေ့မှာကျွန်တော်ဆေးရုံမှာအလူလုပ်လိုက်တော့ကျွန်တော်တကယ်ကြီးနေရလဲတို့လည်းလှူကျင်နေပေါ့နော်တို့လည်းလှူကျင်နေဆိုတော့ကျွန်တော်ကိုယ်တိုင်အာဦးစီးပြီးတော့အာတကယ်ကြီးနေအကုန်လုံးဟောလာလူပြစ်တာပါရန်ကုန်ပြည်သူဆေးရုံမှာပါဟုတ်ဟုတ်အာလောတဲ့လူ200စာပေါ့အာလူ200စာကိုကျွန်တော်တို့စက်သားဟင်းနေပေါ့နေ့လယ်စာအာဟာရဖြစ်ဆက်စာပေါ့အာအဲ့ဒါတွေလှူတန်းလာမှာတော့ရေတန့်လည်းပါပါတယ်ဟုတ်ဟုတ်အာဒီနေ့ကတော့ကျွန်တော်တော်တော်ဝမ်းတာပါပဲချွေးနေစာလေးနဲ့ အာကျွန်တော်အခုလို့လှူဒန်းခွင့်ရတဲ့အတွက်လည်းကျွန်တော်ဝမ်းသာတယ်။အော်မနေ့ကတော့ကျွန်တော်တို့မွေးနေ့ live show လေးလုပ်တယ်ပေါ့နော်။ဒါလေးရလည်းတမျိုးလေးအပျော်စရာကောင်းပါတယ်။အော်ဒီနေ့ကတော့ကျွန်တော်ပူပျော်ပါတယ်။အခုလို့လှူဒန်းရတဲ့အတွက်ပေါ့နော်။ဟုတ်ဟုတ်။အော်စင်းုံနေရလေ။အော်တော်တော်များများဟိုဘာမို့မရှိမရှိတဲ့လူတွေများတယ်လေ။အော်တော်တော်များများမရှိတဲ့လူတွေများတဲ့အတွက်အော်တကယ်လိုအပ်မယ်ထင်လို့ပေါ့နော်။ဟုတ်ကျွန်တော်တို့ ျွန်တော်တို့အနေနဲ့အုတ်တချက်တဲတဲ့ပွင့်ကျွန်တော်တို့အလှူဒန်းကျင်ပါတယ်ဆိုတော့ရည်ရချက်လေးနဲ့ပေါ့နော်ဟုတ်လာလူဖြစ်တာပေါ့ဟုတ်ဘယ်ဒီရှိုးကတော့ဒီနေ့ကမလုပ်တော့ဘူးလားလုပ်ဖို့အစီအစဉ်ရှိလားဟုတ်ဘယ်ဒီရှိုးကကျွန်တော်ဒီနေ့တော့မလုပ်တော့ပါဘူးပေါ့ကျွန်တော်ဒီကြားထဲမှာတချင်းတွေကျွန်တော်ဟိုတချင်းတွေအစ်စ်တွေလည်းထွက်နေအောင်ကျွန်တော်လုပ်လိုက်ပါအောင်ဟုတ် တ်သက်တွေကအောက်မှာပြောကြရင်နော်အရင်ချောလာတယ်တဲ့အပြင်မှာလေးပူချောတယ်လဲဆိုနည်းနည်းလေး secret လေးတွေမျှဝေပေးလိုက်ပါတော့အဲလိုလိုလေအရင်မပြောတော့ပြီးလာတယ်အရင်ကိုပဲအော်ဟုတ်အော်အဓိကကျွန်တော်ဟိုအားကစားလုပ်တယ်ဟုတ် အားကစားလုပ်တယ်နောက်တော့အာဒီဖရာဖရာတရားပေါ့အနေအနေနဲ့ကျွန်တော်အနေနဲ့တန်တန်ကုန်တည်တယ်ပေါ့အာတန်ကုန်တည်တယ်အဓိကတော့ဟိုပါပေါ့ဒီအားကစားလုပ်တာပေါ့အားကစားလုပ်တော့ အဲသူရဲ့ကျွန်တော်ဘာဘာဆေးဝတ်မှလည်းမသုံးပါဘူးဘာဘာဆေးမှလည်းမထိုးပါဘူးအဲ့လိုမျိုးဘာမှလည်းမပြင်ပါဘူးပေါ့နော်ဒါပေမဲ့တော့အာကစားတော့လုပ်တယ်အာကစားလေးနဲ့ဟိုဒီစကော့စိတ်လေးကိုတန်တန်ကုန်လေးတည်ထားရပါတော့နော်အဲ့လိုလေးပဲခုနောက်ပိုင်းနေထိုင်သွားရအောင်အဲ့ဒါကြောင့်ဒီမှာပါဂျင်းလေးပါလေပုံမှန်ဆော့ဖြစ်လားဂျင်းကပုံမှန်မဆော့ဖြစ်ဘူးပုံမှန်တော့မဆော့ဖြစ်ဘူးဒါပေမဲ့ကျွန်တော်ကကိုယ့်ကိုကြပြီးထင်လို့ရှိရင်ကျွန်တော်ကဂျင်းကိုကျွန်တော်ကတစ်ပတ်လောက်သွားလိုက်တယ်အာပြီးလို့ရှိရင်ကျွန်တော်ကနှစ်ပတ်သုံးပတ်လောက်နားရင်နားနေတယ် ူကအခက်ခါဘာလို့ဖြစ်လဲအာကျွန်တော်တက်တောင်ရိုက်ဖြစ်တယ်ဟုတ်နေ့စဉ် lifestyle မှာကျွန်တော်ကနှစ်နာရီလောက်ကိုအာကစားဘက်ကိုကျွန်တော်အချိန်ပေးပေးဖြစ်တယ်ပေါ့နော်အချိန်နှစ်နာရီလောက်ကိုအာကစားဘက်ကိုအချိန်ပေးဖြစ်တယ်နောက်တော့အာကျွန်တော်သွားနေလာနေတဲ့အချိန်မှာလည်းကျွန်တော်ဒီအေးကျွန်တော်ဗုဒ္ဓဘာသာမှာတဏ္ဍဂုံတည်တယ်ပေါ့နော်တဏ္ဍဂုံလေးကျွန်တော်တည်သွားဖြစ်တယ်အိမ်မှာဖះဆင်ရှိမှာဖះမရှိဘူးကတော့မှာပဲကျွန်တော်ဒီ ဒီဘီလေးနဲ့ကျွန်တော်အငဲနဲ့သွားလာတဲ့နေရာအငဲနဲ့သွားလာတဲ့နေရာမှာကျွန်တော်ဒီပြန်တကုံလေးတည်ပြီးတော့ကျွန်တော်နေပါတယ်နောက်တော့ကျွန်တော်အားကစားလုပ်ပါတယ်ဒါဒါလေးပဲမျှဝေချင်ပါတယ်ဟုတ်အမေစီရောဘယ်လိုမျိုးပါသားရဲ့အမွေတွေရတယ်အကြီးရလေးအေးချမ်းတော့လေဟုတ်အမေကြီးကသူကသူကဖျားတရားရမ်းလုပ်တာအာမနဲ့မိုးလင်းပြီးဆိုတော့လေသူ့ရဲ့ဖျားသင်ရှိရအတန်ကြားပြီအာတညဆိုလို့ရှိရင်လည်းသူ့ရဲ့ဖျားသင်ရှိရကြားအခုတော့မေကြီးကတရားတွေပဲထိုင်နေပြီပေါ့နော်တရားတွေပဲထိုင်နေပြီအဲ့တော့ ။ तू ကငငယ်တော့အဲကျွန်တော်အရန်ဖះတရားလုတ်စေတင်တာ။ဟိုကျွန်တော်ငငယ်တော့တိတ်မလုတ်ဖြစ်ဘူး။အခုအာအခုအခုနောက်ပိုင်းအခုအသက်ရွယ်အပိုင်းခြားတော့မှကျွန်တော်ဖះတရားလည်းလုတ်ဖြစ်ပါတယ်ဟုတ်။မီးကြောင်ပါဟုတ်အဓိကမီးကြောင်ပါဟုတ်ကျွန်တော်ကချောတဲ့လူတွေအများကြီးပါကျွန်တော်ကလည်းမချောပါဘူးဟိုဒီလိုပဲဟိုကိုယ့်ရဲ့ကျမ်းမာရေးကအဲဒီလိုပဲဟိုအားကစားရေးပဲလှုပ်ပြီးတော့ဖျားတရားလှုပ်ဒီလိုပဲရှင်းတန်နေတာပါအဲ့တော့ ဟိုပြိတဲ့အားလုံးလဲဟိုဟိုပါဘောနော်ဟိုတချင်းနေလဲဟိုထွက်ဖို့ရှိပါရဲ့ဘောနော်အစ်နီအမှုပညာလောကထဲမှာလဲအာရှိပါသေးတယ်ရှိပါအမှုပညာလောကထဲမှာရှိပါသေးတယ်အာကျွန်တော်မထွက်သွားသေးပါဘူးအာတချင်းနေလဲထွက်ဖို့ရှိပါရဲ့အာတချင်းနေလဲဟိုဟိုပါဘောနော်အားပေးကြပါအောင်ဟုတ်ဟုတ်ကြောချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်